မတေခင် ပုတ်တဲ့အနတ်ဟာပို့ပြီးတော့စိုးတယ်နော်မတေခင် ပုတ်တဲ့အနတ်ဆိုတာဘာကြောင့်ပို့စိုးတာလဲဆိုလို့ရှိရင်မတေခင်မှာပဲအဲ့ဒီလူကို အပေတို့ပို့ထားကြနေတယ်လူတယောက်မှာ တေမပုတ်တဲ့အနံ့ရယ်မတေခင် ပုတ်တဲ့အနံ့ရယ်ဆိုပြီးတော့နှစ်မျိုးရှိလေတယ်နော်လူတယောက်မှာဘလောက်ပဲရုပ်ရှောရှောဘလောက်ပဲလှလှဘလောက်ပဲရှမ်းသာသာပြည်စည်းဥစ္စာတွေဘလောက်ပဲပေါများနေပါစေ တေသွားလို့ရှိရင်အာလုံးစွန့်ပယ်ရတာပဲမဟုတ်လားလူတယောက်မှတေပြီဆိုလို့ရှိရင်တရက်နှစ်ရက်၃ရက်နဲ့ရက်ကလေးနည်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 းနဲ့ကြာလာတဲ့အခါကျတော့ဘာဖြစ်လာကြလဲအရေးတွေကြာပြီးတော့ အယောင်တွေပြောင်းပြီးတော့အပုတ်နံကထွက်လာတယ်။အဲဒီလိုအပုတ်ရည်တွေထွက်ပြီးအယောင်တွေပြောင်းပြီးတော့အပုတ်နံထွက်လာတဲ့အခါကျတော့ခန္ဓာကပြောတယ်ဘလောက်ပဲရှော်ရှော်ဘလောက်ပဲလှလှဘလောက်ပဲချမ်းသာသာပြည့်စည်ဥစ္စာတွေပေါ်များနေပါစေ။အဲ့ဒီအနံ့ထွက်နေတဲ့ဒီအပုတ်ကောင်ကြီးနာကိုဘယ်သူမ ကြာကြာမကတ်ကြတော့ပါဘူးဘယ်သူမှကြာကြာမထားတော့ပါဘူးဟုတ်တယ်နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အပုံနှံ့ကပြင်းနဲ့ပြင်းလာတဲ့အခါကြတော့အဲ့ဒီအပုံနှံ့ကိုဘယ်သူမှ မခံနိုင်တော့ ဝေးရာတို့စွန့်ပြစ်ကြရတယ်ရွာထိတ်တို့မဟုတ်မြေကြီးတဲ့တို့မဟုတ်မိသားတို့စွန့်ပြစ်ကြရတယ်အဲ့ဒီလိုပဲလူတယောက်ဟာမတိခင်ကလေးကပုတ်တဲ့အနံဆိုတာလေအဲ့ဒီလိုပဲအဲ့ဒါကသေမပုတ်တာ တေမပုတ်တဲ့အခါကျတော့စွန့်ပြေရတယ်။ဝေးရသူစွန့်ပြစ်တဲ့အခါကျတော့လွတ်ကင်းသွားကြတယ်။နော်။မတေခင်ပုတ်တဲ့အနံကျတော့ဘာကြောင့်ပူဆိုးတာလဲဆိုလို့ရှိရင်မတေခင်ကလေးကသူတော်ဘာအပေါ်မကောင်းကြံယုံမှာကောက်ကြစ်အကျင့်စာရိတ္တမကောင်း ဇယိုက်မကောင်းတဲ့အခါကျတော့အဲ့ဒီလိုလူများကိုဘလို့လို့ခေါ်ရမလဲဆိုရင်မတေခင်ကလေးကပုတ်တဲ့လူလို့ခေါ်ရလိမ့်မယ်အဲ့ဒီလိုမတေခင်ကလေးကပုတ်တဲ့လူကြတော့ဘာကြောင့်ပို့ဆိုးတာလဲဆိုလို့ရှိရင် အဲ့ဒီလိုယုံမှကောက်ကြစ်အကျဉ်းစာရိတမကောင်းတဲ့လူတယောက်ကိုဘယ်သူကမှ ပေါင်းသိမိတ်ဖွဲ့ခြင်းကြမှာ မဟုတ်ဘူးလေ ကိုစည်းဝါးရေလောက်တော့မယ်ဆိုတော့ဆိုလို့ရှိရင်လေဘယ်သူကမှလက်တွဲပြီးတော့စည်းဝါးရေကို လှုပ်ချင်ကြမှာမဟုတ်ဘူးအဲဒီလိုအကျင့်ယုတ်အကျင့်အကျင့်ဆိုးတွေနဲ့မကောင်းတဲ့ဇယိုက်စိတ်ယုတ်တွေကိုဘယ်သူကမှလဲအာကိုယုံကြည်ကြမှာမဟုတ်ဘူးအဲဒီလိုလူများကို လူတွေက မပောင်းကျင်ကြတဲ့အခါကျတော့မသေးခင်ကတည်းကပယ်ထားကြပြီရှောင်ကျင်ကြပြီဘာကြောင့်လဲဆိုလို့ရှိရင်သူ့ရဲ့အကျင့်ဇရိုက်စိတ်ဆိုးစိတ်ယုတ်တွေကိုမကြိုက်ကြလို့ ဒါကြောင့်အဲ့ဒီလို လူများဟိုတော့မသေးခင်ကလေးကအပုံနဲ့ထွက်နေတာပဲလို့ဖမုံမျိုးဆက်တဲ့အရှင်ကုမာရတောင်ကူကတော့ပြောခြင်းပါတယ်အားလုံးတက္ကရကမအပေါင်းသူတော်ကောင်းတွေတေးသေးရှားရှားစဉ်းစားကြည့်နော်အဲ့ဒီလိုမသေးခင်ကလေးကဒီလို ပုံနေတဲ့စိတ်ယုတ်စိတ် ဆိုးတွေကိုအကျင့်စာရိတမကောင်းတဲ့လူကိုဘယ်သူကပေါင်းကျင်ကြမှာလဲဘယ်သူကမိတ်ဖွဲ့ကျင်ကြမှာလဲဘယ်သူကကူညီဆောင်ချောက်ကျင်ကြမှာလဲဘယ်သူကစီးပွားရေးလက်တွဲပေါ်ပြုတ်လုချင်ကြမှာလဲဟုတ်တယ်နော်အဲ့ဒီလိုလူများကြတော့ ဒီဘဝမှာတင် အပယ်လဲခံရတယ်လို့ဇီဝကြီးမှာလည်းမဖြစ်ထွန်းဘူးเนาะကျမ်းမာကြီးမှာလည်းမဖြစ်ထွန်းဘူးမအောင်မြင်ဘူးကျမ်းမာကြီးဆုတ်ယုတ်လာမယ်ဇီဝကြီးတွေလက်တွဲတဲ့လူ မရှိတဲ့အတွက်စင်းရဲလာမယ်ဆုတ်ယုတ်တာနော်အပယ်ဘဝကိုရောက်တာ မိတ်ဆွေကောင်းနေနဲ့လည်း ဝေးရမယ်သူတော်ကောင်းတွေရဲ့ကျင်ဖယ်ခြင်းကိုလည်းခံရမယ်ကိုတကယ်တမ်းဒုက္ခရောက်ပြီဆိုရင်လေကိုညီမဲ့သူကမရှိကြဘူးမကူညီခြင်းရဘူးအဲ့တော့မတေခင်ကလေးကပုတ်တဲ့ဒီမကောင်းတဲ့အကျင့်စရိုက်မကောင်းတဲ့လုပ်ရမကောင်းတဲ့အပြုအမူတွေဟာ ဒီဘဝမှာလည်းဆင်းရဲဒုက္ခရောက်တယ်လို့နောင်ဘဝမှာလည်းဆင်းရဲဒုက္ခရောက်စေတယ်ဆိုတာကိုအားလုံးသဘောပေါက်ကြနော်ဒါကြောင့်မတေခင်ကလေးကပုတ်တဲ့အနံ့ဟာပူပြီးတော့ဆိုးတယ်ပူပြီးတော့ရှောင်းမခတ်တယ်ပူပြီးတော့အနံ့ထွက်တယ်ဆိုတာကိုအားလုံးတရားဓမ္မပေါင်းသူတော်ကောင်းတွေနားလည်လိမ့်မယ်ထင်တယ်နော်ဒါကြောင့် မတည်ခင်ကလေးကအနံ့မထွက်အောင်ကောင်းတဲ့စိတ်ထားကောင်းတဲ့အကျင့်ကောင်းတဲ့အပြုမူတွေကိုလှုပ်ဆောင်ကြပါလို့ဖုံဖုံမျိုးဆက်တဲ့အရှင်ကုမာရတောင်းကုမယနေ့ဩဝါဒကထာပြီးခဲ့ပါတယ်မတည်ခင်ကလေးကအပုံနံ့ကိုမထွက်အောင် ကောင်းတဲ့အနံ့ထွက်အောင် ကောင်းတဲ့အကျင့်ကိုကျင့်ကြပါကောင်းတဲ့အလုပ်ကို လုပ်ကြပါကောင်းတဲ့အပြုမှုအပြောဆိုတွေကိုပြောဆိုကြံစီကြပါဒါမှသာလေရင်ဒီဘဝမှာလည်းချမ်းသာဒုက္ခကိုရစေမယ်ဒုက္ခရောက်ရင်လည်းကိုကြီးမဲသူရှိလိမ့်မယ်ဇီဝရေးမှာလည်းလက်တွဲမဲသူရှိလိမ့်မယ်ကိုတကယ်တမ်းအစင်မပြေမှုတွေနဲ့ကြုံတွေ့တဲ့အခါမှာလည်း ကိုညီဆောင်းချောက်မဲ့လူရှိကြလိမ့်မယ်။မိษွေကောင်းနေနဲ့လည်းတွေ့ရလိမ့်မယ်။နော်။အဲဒီလိုလေးအကျင့်ကောင်းအကျင့်မြတ်ကိုကျင့်ကြရမယ်ဆိုတာလေးကိုအားလုံးငဃာကမာပေါင်းသူတော်ကောင်းတွေနားလည်ကြပါ။မာတိကိန်ကလေးကအနံ့ကောင်းထွက်အောင်ကောင်းကျိုးချမ်းသာတွေရရှိစေအောင်ပြုလို့နေထိုင်ကြပါလို့ ဘုံဘုံမျိုးသက်တဲ့အရှင်ကုမာရတောင်ဟုမယနေ့စွမ်းတရားမှာဟောကြားပေးခဲ့ပါတယ်အားလုံးပဲတက်ရှိကျမ်းမှာစိတ်ရှမ်းသာ၍ကောင်းကျိုးလိုရာစန္ဒတွေပြည့်ပြည့်စုံပြီးတော့ကောင်းသောအကျင့်ကောင်းသောလုပ်ရကောင်းသော အပြောအဆို အပြုမူတွေနဲ့ကောင်းကျိုးချမ်းသာတွေကိုမင်္ဂလာဖြစ်ပါစေလို့